မင်္ဂလာပါရှင်ဒီနေ့နိုဝင်ဘာ26ရက်နေ့အတွက် People Spring ရဲ့နေ့လယ်ခင်းဒီနောက်ဆုံးရထားတဲ့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုပြောပြပေးပါမယ်ရှင်အရင်ဆုံးနိုင်ငံတကာသတင်းတွေကိုနားဆင်ရမှာပါကျွဲဝချမ်းသာတဲ့တရုတ်အကျဉ်းသားတွေကိုအခွင့်ထူးခံအဖြစ်ဆက်ဆံခဲ့ကြောင်းဆွဆွဲမှုနဲ့အတူ ထိုင်းအကျဉ်းထောင်တစ်ခုရဲ့အရာရှိတွေရာဒုကနေဆိုင်းငံ့ခံခဲ့ရပါတယ်ဘန်ကောက်မြို့ရမန်အကျဉ်းထောင်တွေကငွေကြေးချမ်းသာပြီးပေါက်ပေါက်ရောက်ရောက်ရှိတဲ့တရုတ်အကျဉ်းသားတွေဟာ ထောင်တဲကိုအမျိုးသမီးတွေခေါ်ပြီးလိန်ပျော်ပါခွင့်မျိုးအခွင့်ထူးတွေတောင်ရထားတယ်ဆိုတဲ့သတင်းကထိုင်းတရားစီရင်ရေးကဏ္ဍအပေါ်အကြီးအကျယ်သိခါကြစေခဲ့ပါတယ်။ဒေသခံမီဒီယာတွေကတရုတ်အမျိုးသမီး2ဦးဟာတရုတ်အကျဉ်းသားတွေအတွက်လိန်ဖျော်ဖြေရေးဝန်ဆောင်မှုပေးဖို့ဘန်ကောက်ရမန်အကျဉ်းထောင်ထဲတွားရောက်ခဲ့တယ်လို့ဖော်ပြရာကနေဒီကိစ္စကလူသိရှင်ကြားဖြစ်လာခဲ့ပါတယ်။အာနာပိုင်တွေကထောင်တဲကိုဝေရောက်စီးနှင်းစစ်ဆေးရာကအခုကိစ္စပေါ်ပေါက်ခဲ့တာပါ။ တရုတ်အကျဉ်းသားတွေကိုထားတဲ့အခန်းတွေရဲ့မျက်နှာချက်တွေထဲမှာလဲတားမြစ်ထားတဲ့ electronic အသုံးဆောင်တွေဟွက်ထားတာကိုလည်းစစ်ဆေးရေးအရာရှိတွေကရှာတွေ့ခဲ့ပါတယ်။ဘန်ကောက်ရမန်အကျဉ်းထောင်ဟာထားရဲ့နမေဇိုးနဲ့အကျော်ကြားဆုံးဒုစရိုက်သမားတွေအပါအဝင်အကျဉ်းသား၄000လောက်ကိုထိမ့်သိမ်းထားတဲ့နေရာပါမြန်မာဘက်ခြမ်းရွှေကုတ်ကိုရဲ့အဓိကရင်းနှီးမြှုပ်နှံသူရှီကြည့်ကျလဲတရုတ်စီလွှဲပြောင်းပေးတာမခံရခင်ကအဲ့ဒီအကျဉ်းထောင်မှာပဲချုံနောက်ခံရတာဖြစ်ပါတယ်။နိုဝင်ဘာ24ရက်နေ့မှာတော့တရားရေးဝန်ကြီးဌာနက ရမန်ထောင်ရဲ့ထောင်မှုကြီးသူ့ရဲ့အတွေ့အမှုတခြားအကြီးတန်းထောင်ချက်တဦးတို့ကိုယာဒူကနေဆိုင်းငံ့ထားလိုက်တယ်လို့ထုတ်ပြန်ကြေညာခဲ့ပါတယ်။တရားရေးဝန်ကြီးရူသာပေါင်းနော်ဝါရက်ကထောင်ထဲမှာတရုတ်အကျဉ်းသားတွေအခွင့်ထူးခံအဖြစ်ရှိခဲ့တယ်ဆိုတဲ့ဆက်ဆွဲချက်နဲ့ပတ်သက်လို့တိကျခိုင်မာတဲ့တွေ့ရှိချက်အထောက်အထားတွေပေါ်အခြေခံပြီးအခုလိုဆုံးဖြတ်အရေးယူခဲ့တာလို့ပြောပါတယ်။အကျဉ်းခံတစ်ခုကိုထောင်ပိုင်းအရာရှိတွေနားနေဖို့ပြန်လည်မုံမှန်ထားတဲ့နေရာမှာလဲအကျဉ်းသားတယောက်ကို တရုတ်အမျိုးသမီး၂ယောက်နဲ့အတူရှာတွေ့ခဲ့တယ်လို့ရူတာပေါင်ကဆိုပါတယ်။ဒါအပြင် ထောင်ထဲမှာရှိမနေသင့်တဲ့ကွန်ဒုံအရက်ဆေးရွက်ကြီးစတာတွေကိုပါသိသိရမိခဲ့ကြောင်းသိရတာပါ။ပြီးတော့ထောင်သားတွေအတွက်ထောက်ပံ့မထားတဲ့ဇပွဲတစ်လုံးဆိုဖာခုံနဲ့ရေခဲတစ်တာတွေကိုလည်းထောင်ထဲမှာရှာတွေ့ခဲ့ပါတယ်။ထောင်ရဲ့လုံခြုံရေးကင်မရာမှတ်တမ်းတွေကိုဖျက်ထားပေမဲ့ပြန်လည်ရယူနိုင်ခဲ့တဲ့အပိုင်းအစတွေထဲမှာတော့အမျိုးသမီး၂ယောက်ထောင်ထဲဝင်လာခဲ့တာကိုတွေ့ရှိခဲ့ကြောင်း တရားရေးဝန်ကြီးဌာနကကြေညာချက်ထဲမှာဖော်ပြထားပါတယ်။ထောင်ထဲမှာရှိတဲ့အရာရှိကြီးငယ်စုစုပေါင်း20လောက်အထိကျွဝစီမင်းဖောက်ဖျက်မှုတွေအတွက်ဆွဆွဲခံထားရတာပါ။ကနအူးစစ်ဆေးမှုတွေအရလိန်အပျော်အပါကိစ္စမှာတော့ထောင်အရာရှိတွေပါဝင်ကျူးလွန်ခဲ့တဲ့အထောက်ထားမတွေ့ရကြောင်းသိရပါတယ်ရှင်။ထိုင်ဝမ်နဲ့တိတ်မဝေးတဲ့ဂျပန်ပိုင်ကျွန်းတစ်ခုနားမှာတရုတ်ကဆေးလွတ်တယ်လို့ယုံကြည်ရတဲ့ဒရုန်းတစ်စီးကိုတွေ့ခဲ့တာကြောင့်ဂျပန်ကတိုက်လေရင်တွေအရေးပေါ်ပြန်တက်စေခဲ့ပါတယ်။ အဲ့ဒီမောင်းသူမဲ့ပြန်တန်းနေတဲ့ရင်ကိုတရုတ်ကပိုင်ဆိုင်တာလို့ယုံကြည်ကြောင်းအဲ့ဒီရင်ဟာယူနာဂူနီကျွန်းတဲ့ထိုင်ဝမ်ကယိုရန်ကြားကနေနိုဝင်ဘာ24ရက်နေ့ကဖျက်ပြန်ခဲ့တာဖြစ်ကြောင်းဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။ဒါကြောင့်ဂျပန်လေတပ်ကတိုက်လေရင်တွေအရေးပေါ်ပြန်တက်စီပြီးအခြေအနေကိုစောင့်ကြည့်ခဲ့တယ်လို့ဆိုပါတယ်။ယူနာဂူနီကျွန်းဆိုတာကထိုင်ဝမ်နဲ့ကီလိုမီတာ100လောက်ပဲကွာဝေးပြီး ဂျပန်စစ်တပ်ကတာလတ်ပစ်ဒုံးကျည်တွေဖြန့်ကျက်ဖို့စီစဉ်နေတဲ့စစ်အခြေစိုက်စခန်းတစ်ခုတည်ရှိပါတယ်။တရုတ်ကသာထိုင်ဝမ်ကိုတိုက်ခိုက်ရင်ဂျပန်ကလည်းထိုင်ဝမ်ဘက်ကနေစစ်ရေးအရာပါဝင်တုံ့ပြန်ပွဲရှိတယ်ဆိုတော့ဂျပန်ဝန်ကြီးချုပ်ဆာနာအေတာကာအီချီရဲ့စကားကြောင့်တရုတ်ဂျပန်ဆက်ဆံရေးတင်းမာနေချိန်မှာ အခုအခြေအနေမျိုးကြုံလာရတာပါ။ဂျပန်ရဲ့ဆွဆွဲချက်ထဲမှာတော့တရုတ်ရဲ့ဒရုန်းဟာဂျပန်လေပိုင်နဲ့ထဲကျူးကျော်ဝင်ရောက်ခဲ့တယ်ဆိုတာမျိုးတော့မပါရှိပါဘူး။ မကြာသေးခင်ကဂျပန်ကာကွယ်ရေးဝန်ကြီးရှင်ဂျီရိုကွိုင်းဆူမီဟာယိုနာဂူနီအပါအဝင်ဂျပန်တောင်ပိုင်းမှာစစ်အင်အားနဲ့စစ်လက်နက်တုံးမြင့်ဖြန့်ကျက်ဖို့ရာထားတဲ့ကျွန်းတချို့စီလှည့်လည်ကြည့်ရှုခဲ့ပါသေးတယ်။သူကယိုနာဂူနီကျွန်းပေါ်မှာမြေပြင်ကနေဝေဟင်ပြက်တာလက်ဒုံးကျည်တွေဖြန့်ကျက်ထားမဲ့မူလအစီအစဉ်ကိုပြောင်းလဲမှာမဟုတ်ပဲဆက်ပြီးအကောင်အထည်ဖော်သွားမယ်လို့လည်းဆိုပါတယ်။ဂျပန်ဟာယိုနာဂူနီကျွန်းပေါ်မှာစစ်စခန်းတစ်ခုကို2016ခုနှစ်ကတည်းကစတင်ထားရှိပြီးအဲ့ဒီနေရာမှာ type 03တာလတ်ပြည့်ပဲထိန်တုံးကြီးတွေဖြန့်ကျက်ဖို့ပြင်ဆင်နေတာဖြစ်ပါရရှင်။အခုဆက်လက်ပြီးတော့ပြည်တွင်းသတင်းတွေကိုနားဆင်ရမှာဖြစ်ပါရရှင်။ကချင်ပြည်နယ်ဖားကမှာမနစ်ညပိုင်းကတိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်တုပ်ပန်းအများပြားကို KIA KPDF ပူးပေါင်းတပ်ကဖမ်းမိခဲ့ပါတယ်။ဇန်းကျွယ်နဲ့ရှရော်ခရွာကိုစစ်တပ်စစ်ကြောင်းဝန်လာရာကြောင့်ည9နာရီဝန်းကျင်ကစပြီးညနောက်ပိုင်းအထိတိုက်ပွဲပြင်းထန်ခဲ့တယ်လို့ဒေသခံတချို့ကပြောပါတယ်။ စစ်တပ်ကလက်နက်ကြီးတွေ drone တွေနဲ့တိုက်ခိုက်ခဲ့ပြီးလေရင်ပေါ်အသုံးပြုခဲ့တယ်လို့ဒေသခံစစ်ရေးတရင်ရင်ကပြောတာပါတိုက်ပွဲတွေဖမ်းမိခဲ့တဲ့စစ်တပ်ပန်းတွေထဲမှာစစ်မှုရန်တင်းတန်းစင်းတွေပါတယ်လို့သူကဆက်ပြောပါတယ်ဖားကမှာမနေ့ညပိုင်းကတည်းကတိုက်ပွဲဖြစ်ပွားခဲ့ပြီးဒီနေ့မနက်အစောပိုင်းအထိလက်နက်ကြီးလက်နက်ငယ်အတန်းတွေမျိုးစုံကြားနေရတယ်လို့ဒေသခံတွေကဆိုပါတယ်ဒီကနေ့နိုဝင်ဘာလ10ရက်မှာတိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီးတဲ့နောက်နိုဝင်ဘာလ25ရက်ညမှာတိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့တာပါ နိုဝင်ဘာလ10ရက်နောက်ပိုင်းတိုက်ပွဲညင်သက်နေချိန်မှာလေစစ်တပ်ကလေကြောင်း drone နဲ့လက်နက်ကြီးတွေပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်အရက်သားထိခိုက်ဒေဆုံးမှုတွေရှိခဲ့ပါတယ်။မနစ်ညာပိုင်းမှာလေဖားကန်ယူမာရွာဘက်ကို white တွေလေရင်ဖျက်ပြန်ခဲ့တယ်လို့ drone နဲ့လည်းဘုံကျဲခဲ့လို့အိမ်တချို့ပျက်စီးသွားခဲ့ပါတယ်။မနစ်မနက်ပိုင်းကလည်းဂဒေမော်နဲ့ဘာစားရွာကြားကိုလက်နက်ကြီးနဲ့ပစ်ခတ်ပြီးမလောင်ကုန်းဘက်ကို drone နဲ့ဘုံကျဲခဲ့တယ်လို့သိရတာပါ။လုံခဲအုပ်စုဂဒေကျွော်မှာ စစ်ကောင်စီက drone နဲ့ပုံကျဲခဲ့တာကြောင့်ကတဲ့နှစ်ချင်းဖျားချောင်းတင်းအုပ်ဆရာနေအိမ်နဲ့ဖျားချောင်းတုံးကားတစီနားနေဆောင်တစ်ခုပြန်စည်းသွားခဲ့ပါတယ်။ဒါပြင် မိသက်ရုံးတဲ့ကိုလည်းပုံကျဲလို့အမျိုးသားတို့ဒဏ်ရာရခဲ့တာပါ။လက်ရှိအချိန်တွေရောက်ဖားကံမှာစစ်ရေးဆက်လက်တင်းမာလာနိုင်တယ်လို့စစ်ကောင်စီကလေချောင်း drone လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတဲ့အတွက်ဒေသခံပြည်သူတွေအနေနဲ့လုံခြုံရေးကိုပိုပြီးဂရုစိုက်ကြဖို့ KIA ပြောရေးဆိုခွင့်ရဗိုလ်မှူးကြီးနော်ဘူးကမနေ့ကတတိပေးထားပါရှင်။ မြန်မာနိုင်ငံရဲ့အုပ်ချုပ်ရေးနဲ့တည်ငြိမ်မှုတွေကထင်းသားမြန်သာတိုးတက်လာနေပြီလို့အကြောင်းပြချက်ပေးပြီးမြန်မာနိုင်ငံသားတွေအပေါ်အကာအကွယ်ပေးထားတဲ့သတ်မှတ်ချက်တခုကိုရုတ်သိမ်းခဲ့တဲ့ American သမ္မတ Donald Trump ရဲ့ဆုံးဖြတ်ချက်ကိုလူအခွင့်ရေးအဖွဲ့အစည်းတွေကဝေဖန်ပြစ်တင်နေကြပါတယ်။အာဏာသိမ်းမြန်မာစစ်တပ်ကနိုင်ငံအနှံ့မှာပြည်သူတွေအပေါ်ရက်စက်ကြမ်းကြုတ်တဲ့ဖိနှိပ်မှုတွေဆက်လက်ကျူးလွန်နေပြီးဆရာစုဝတ်မှုနဲ့ဆွဲချက်တင်ဖို့တောင်းဆိုမှုတွေရှိနေချိန်မှာ Trump ရဲ့အစိုးရကပြည်တွင်းရောက်မြန်မာနိုင်ငံသားတွေအတွက်ပေးအပ်ထားတဲ့ ယာယီအကာအကွယ်ပေးရေးသတ်မှတ်ချက် TPS ကိုရုတ်သိမ်းဖို့ဆုံးဖြတ်ခဲ့ပါတယ်။ TPS ဆိုတာကစစ်ဘေးနဲ့တဘာဝဘေးတွေကြုံတွေ့နေရတဲ့နိုင်ငံတွေစီပြန်သွားဖို့အခြေအနေမပေးသေးတဲ့နိုင်ငံသားတွေကိုအမေရိကန်ကယာယီခေလုံခွင့် ပေးထားခြင်းမျိုးဖြစ်ပါတယ်။နိုဝင်ဘာ24ရက်နေ့မှာအမေရိကန်အမိမြေလုံခြုံရေးဝန်ကြီးခရစ်စတီနိုအမ်ရဲ့အမိန့်ကြေညာချက်အရလာမယ့်ဇန်နဝါရီ26ရက်နေ့ကျရင်မြန်မာနိုင်ငံသားတွေအတွက် TPS ခွင့်ပြုမှုအဆုံးသတ်တော်မှာဖြစ်ပါတယ်။ထုတ်ပြန်ချက်တဲမှာတော့ မြန်မာစစ်တပ်ဟာဒီဇင်ဘာလကျရင်လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲတစ်ခုကျင်းပဖို့အစီအစဉ်နေတယ်လို့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တချို့နဲ့အပြစ်ခတ်ရဲစဲမှုတွေအောင်အောင်မြင်မြင်လှုပ်ဆောင်ခဲ့တဲ့အခြေအနေတွေကြောင့်မြန်မာနိုင်ငံသားတွေအထက် TBS မလိုအပ်တော့ဘူးလို့ယူဆကြောင်းဝန်ကြီး No M ကမှတ်ချက်ပေးထားပါတယ်မြန်မာနိုင်ငံသားတွေနေရက်ကိုဘေးကင်းကင်းပြန်သွားနိုင်လောက်တဲ့အထိမြန်မာနိုင်ငံရဲ့အခြေအနေကလုံလုံလောက်လောက်တိုးတက်လာနေပြီလို့ No M ကဆိုပါတယ်ဒါပေမဲ့အခုဆုံးဖြတ်ချက်ဟာ လူခွေအင်အားစုတွေအတွက်တော့အကြီးအကျယ်ဝေဖန်စရာ ဖြစ်လာပါတယ်။အထူးသဖြင့်အတိုက်ခံအင်အားစုတွေအားလုံးကိုဖမ်းဆီးဖိနှိပ်ထားပြီးတစ်ဖက်သက်ချဲလက်ကျင်းပမဲ့ရွေးကောက်ပွဲကိုနိုင်ငံတကာကအတူအယောင်တစ်ခုလို့ကန့်ကွက်နေချိန်မှာ American က TPS ရုပ်သိမ်းချင်တာတစ်ခုတည်းအတွက်လွတ်လပ်ပြီးတရားမျှတတွေလို့သဘောထားမှတ်ချက်ပေးထားခြင်းကစိုးရင်စရာတွေဖြစ်လာစေပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြောရေးဆိုခွင့်ရဦးနေဖုံးလကလည်း စစ်တပ်ဟာအရက်သားပြည်သူတွေကိုအထမအစစ်မှုထမ်းစုဆောင်းတာရည်ရွယ်ချက်ရှိရှိပြစ်မှတ်ထားတိုက်ခိုက်တာတွေနေ့စဉ်ကျူးလွန်နေပြီးစစ်တပ်ကျင်းပမဲ့ရွေးကောက်ပွဲဆိုတာကလည်းတကယ်ပြိုင်ဘက်တွေကိုဖယ်ထုတ်ထားပြီးဘယ်သူကမှလည်းတရားဝင်တယ်လို့လက်ခံမထားကြောင်းထောက်ပြခဲ့ပါတယ် TPS ရုပ်သိမ်းမှုနဲ့ပတ်သက်လို့ American ကပေးတဲ့အကြောင်းပြချက်ကမြန်မာရဲ့လက်တွေ့အရှိတရားကိုမထင်ဟကြောင်းလဲ NUG ပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်အာနာသိန်းစကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အမေရိကန်ရဲ့အခုထုတ်ပြန်ချက်ဟာအပြုသဘောဆောင်တဲ့ထုတ်ပြန်ချက်လို့မှတ်ယူပြီးအမေရိကန်ရောက်မြန်မာတွေပြန်လာဖို့ကြိုဆိုတယ်လို့ပြောပါတယ်။ဒါရင်မကသေးပဲအမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနကသူ့နိုင်ငံသားတွေအတွက်ခရီးသွားမှုဆိုင်ရာနောက်ဆုံးထုတ်ပြန်အကြံပေးချက်ထဲမှာတော့မြန်မာဟာလုံဝအုပ်တုံရှောင်းကွင်းတဲ့နိုင်ငံတစ်ခုအဖြစ်စည်ရင်းသွင်းထားပါတယ်။အဲ့ဒီအချိန်လေးမျိုးမှာအမိနေလုံးချုံရေးဝန်ကြီးနိုအမ်ကမြန်မာနိုင်ငံရဲ့အနေအထားကတိုးတက်မှုတွေရှိလာပြီလို့သုံးသပ်ကြတာဖြစ်ပါတယ်။ လူခွင့်ရေးစောက်ကြည့်ရေးအဖွဲ့ HRW ရဲ့အာရှအရာဒါရိုက်တာဂျွန်စစ်တန်ကမြန်မာနိုင်ငံအကြောင်းကြေပြန့်စုံလင်တဲ့သတင်းဖော်ပြချက်တွေနဲ့အမိနေလုံခြုံရေးဝန်ကြီးဌာနရဲ့သုံးသပ်ချက်ကြောင်းမှရှုထောက်တိုင်းလူလူကအရှိအနောက်မညီဖြစ်နေတယ်လို့ပြောပါတယ်မြန်မာနိုင်ငံသားတွေပေါ် TPS ရုပ်သိမ်းမှုအတွက်အမိနေလုံခြုံရေးဝန်ကြီးဌာနကပေးခဲ့တဲ့အကြောင်းပြချက်ဟာမျက်နှာပြောင်တိုက်လွန်ရကြနေတာကြောင့်ဘလို့လူမျိုးတွေယုံကြည်မလဲဆိုတာတွေးတောင်မတွေးတတ်ကြောင်းနဲ့ ဘယ်သူမှလည်းယုံမင်မထင်ကြောင်း Joseph Tan ကဝေဖန်သွားပါရှင် People's Bank ကတင်ဆက်ပေးခဲ့တဲ့သတင်းတွေကိုကြည့်ရှုတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ရှင်